ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တော်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Founder အဖမ်းခံရလဲစိုးရိမ်စရာမရှိကြောင်း Yescoin ပြောလာတဲ့သတင်းနဲ့အတူ Bitcoin ပေါင်း9000ကျော်ပါတဲ့ wallet တစ်ခုပြန်နိုးလာတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ပထမတော့အနေနဲ့ founder အဖမ်းခံရလဲစိုးရိမ်စရာမရှိကြောင်း yesquire ပြောလာတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ Telegram mini app တစ်ခုဖြစ်တဲ့ yesquire ရဲ့ founder Zuru ဟာရှန်ဟိုင်းမှာအဖမ်းခံလိုက်ရပါတယ်။စီးပွားဘက်တွေကြားမှာသဘောတူညီမှုတွေချိုးဖောက်မှုနဲ့အဖမ်းခံရတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့နောင်တရမိကြောင်းလဲ yesquire ဘက်က X ပေါ်မှာရှင်းထားပါတယ်။ founder အဖမ်းခံလိုက်ရပေမဲ့လဲ yesquire အနေနဲ့လုပ်ငန်းတွေကိုပုံမှန်လဲပတ်သွားမှာဖြစ်ကြောင်းရှင်းထားတာကြောင့် Yesquire ရဲ့ရှေ့ဆက်မဲ့အခြေအနေတွေကိုတော့မထိခိုက်လောက်ဘူးလို့ယူဆရပါတယ်။ Yesquire ဟာ Nokquire ရဲ့အောင်မြင်မှုကိုလိုင်းနေပြီးထွက်လာတဲ့ Telegram game တစ်ခုဖြစ်ပါတယ်။ဒီကြားထဲမှာဘော်ကြီးတစ်ခုလုံးဟက်ခံလိုက်ရတာကြောင့်ဘော်အသစ်တစ်ခုကိုရွှေ့လိုက်ရတဲ့ပြဿနာတွေလည်းရှိခဲ့ဖူးပါတယ်။ဒါပေမဲ့အခုအချိန်ထိတော့ပါတနာရှစ်တွေတောက်လျှောက်လှုပ်ထားနိုင်နေသေးဖြစ်ပါတယ်။ပလေယာတန်း30လောက်ရောက်ရင်တိုကင်ထုတ်မယ်ဆိုတဲ့ဂရီကိုအဆုံးသက်တီးနိုင်ပါမလားဆိုတာကစောင့်ကြည့်ကြရအောင်ပါဖြစ်ပါတယ်ခင်ဗျာ။ နောက်ကစလိုက်တဲ့ Telegram mini app တွေရဲ့အရှင်ကအခုအချိန်မှာအတော်လေးကြားသွားပြီလို့ယူဆရနိုင်တယ်လို့ hype ကိုလိုက်ပြီးတော့အပြားအယိုင်ထွက်လာခဲ့ကြတဲ့ Telegram mini app project တွေကလည်းအခုအချိန်မှာလူစိတ်ဝင်စားမှုရနိုင်မှုအစွမ်းကုန်လုံးပန်းနေကြရတာကိုတွေ့နိုင်ပါတယ်။ Crypto နယ်ပယ်ထဲမှာလူတွေစိတ်ဝင်စားတဲ့အရာတွေကအမြဲတမ်းပြောင်းလဲနေတယ်လို့လူစိတ်ဝင်စားမှုအပေါ်အခြေခံပြီး trend out လိုက်ထုတ်တဲ့ project တွေကလည်းရေရှည်မှာလဲပတ်နိုင်မှုအတော်လေးခက်ခဲပါတယ်။တကယ်လည်းရေရှည်အတွက်ယင်းနှမြုပ်နေမှာဆိုရင်တော့ ရှေ့ဆက်မဲ့ roadmap အခြေခံခိုင်ခိုင်မာမာရှိတဲ့ project တွေမှာပဲယင်းနှမြုံနှံတင်ကြပါရခင်ဗျာဆက်လက်ပြီးတော့ Bitcoin ဘောင်း9000ကျော်ပါတဲ့ wallet တစ်ခုပြန်နိုးလာတဲ့သတင်းကိုတက်ဆက်ပေးကြပါမယ် Darknet Marketplace တစ်ခုဖြစ်တဲ့ Nucleus နဲ့ဆက်ဆက်နေတဲ့ wallet တစ်ခုနိုးလာပါပြီ9000 BTC အထိရှိနေတဲ့ wallet ကြီးတစ်ခုနိုးလာတာဖြစ်လို့ community ကတော့အတော်လေးစိတ်ဝင်တစားရှိနေပါတယ် Nucleus Marketplace ကလည်းမူရစေမောင်းကိုရောင်းဝယ်မှုတွေ လက်နက်မှောင်ကုံမှုတွေအပအဝင်တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေအများကြီးရှိထားတဲ့မှောင်ကုံဈေးကွက်ကြီးတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့2016ခုနှစ်ဧပြီလမှာတော့ဟက်ခံခဲ့ရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပိတ်သိမ်းသွားခဲ့ပြီးအချို့ကတော့ဒါဟက်ခံရတဲ့အကြောင်းပြပြီးငွေတွေလိမ်ပြေးသွားတာဖြစ်ကြောင်းယုံကြည်နေကြပါတယ်။တကယ်တမ်းလဲဝက်ဘ်ဆိုက်ပိတ်သိမ်းသွားချိန်မှာဝက်ဘ်ဆိုက်ပိုင် wallet ထဲမှာ user တွေပိုင်တဲ့ငွေတွေအပအဝင်9000 BTC အထိရှိနေခဲ့တာဖြစ်ပါတယ်။ ကာလာတန်ဖိုးအနေနဲ့ဒေါ်လာ1တသမသသန်းအထိရှိနေခဲ့ပါတယ်။အခုနိုးလာတဲ့ wallet ကလည်းဒီ wallet ကြီးဖြစ်ပြီးတော့ BTC တွေရွှေ့နေတာကိုလည်း on-chain data rate အရသိထားရပါတယ်။လက်ရှိအချိန်မှာတင်မဲ့ wallet အသစ်3ခုစီကိုဒေါ်လာ89.5တန်ဖိုးအထိရွှေ့ထားခဲ့ပြီးပြီဖြစ်တယ်လို့ကျန်ရှိနေသေးတဲ့ဒေါ်လာ365တန်ဖိုး BTC တွေကလည်းမကြခင်မှာအရွှေ့ခံရဖို့များပါတယ်။ USR ဘီအမ်မြောက် crypto reserve တွေဝယ်စုတော့မှဖြစ်ကြောင်းသမ္မတ Trump အမိန့်စာထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာမှဒီ wallet ပြန်အသက်ဝင်လာတာကလည်းတိုက်ဆိုင်မှုလားချိန်သားကိုက်လောက်တာလားဆိုတာကစဉ်းစားစရာဖြစ်တယ်လို့အရင်အစိုးရအဆက်ဆက်လက်ထက်မှာမှလို့ရဲခဲ့သမျှ Trump လက်ထက်မှာလှုပ်လို့ရပြီဆိုပြီး BTC တွေစရွှေ့နေတာလားဆိုတာကလည်းစဉ်းစားစရာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ် မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ပို့ Binance account တစ်ခုမှရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ့်အခုကောက်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ။